အပူပိုင်းမုံတိုင်းဘူအလွိုင်းဟာနေဖျားနဲ့ဆဲလ်အဖြစ်အာရော့သွားခဲ့ပြီး၁၂နှစ်အတွင်းလေဝေလိုင်းအဖြစ်အာရော့သွားနိုင်ကရှမ်းပြည်နယ်၊ကယားပြည်နယ်နေပြည်တော် မန္တလေးတိုင်းနဲ့မကွေးတိုင်းတို့ကိုဆက်လက်ရွေ့လျားနိုင်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကဒီနေ့စက်တမ30ရက်မနက်ပိုင်းကထုတ်ပြန်ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်တွေအရလောင်နိုင်ငံကုန်းတွင်းပိုင်းဒေသတွေကိုဖျက်ကျော်ခဲ့တဲ့အပူပိုင်းမုန်တိုင်းဖို့အလိုက်ဟာရမန်နီညာပိုင်းမှာအပူပိုင်းမုန်တိုင်းရဲ့အဖြစ်အာရော့သွားခဲ့ပြီးအနောက်အနောက်မြောက်ဘက်ကိုရွေ့လျားခဲ့ကာ လောင်နိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာလေဖျားနယ်ဆဲလ်အဖြစ်အာရော့သွားခဲ့ကြောင်းအဆိုပါလေဖျားနယ်ဆဲလ်ဟာအနောက်ဘက်ကိုရွေ့လျားနိုင်ပြီးနောက်၁၂နှစ်အတွင်းလေဝင်လိုင်းအဖြစ်အာရော့သွားနိုင်ကမြန်မာနိုင်ငံရှမ်းပြည်နယ်၊ကယားပြည်နယ်နေပြည်တော်မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့ကိုဆက်လက်ရွေ့လျားနိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ်။လေဖျားနယ်ဆဲလ်ရဲ့အချိန်ကြောင့် ဒီနေ့စက်တမ30ရက်မနက်ပိုင်းကနေအော်တိုဝါလာ၁ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရရီတိုင်းတနင်္သာရီတိုင်းကချင်ကယားကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရရီတိုင်းတနင်္သာရီတိုင်းကယားကရင်မော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးတာတွေဖြစ်ပေါ်နေကြောင်း ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအထင်အထင်ရှိနေကြောင်းမိုးစလာရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။